မင်္ဂလာပါရှင်ဒီနေ့တော့ Rain Holiday ရဲ့အတာဆိုတာရန်သူပဲဆိုတဲ့စာအုပ်ထဲကအကြောင်းညာတွေကိုအခြေခံပြီးဆွေးနွေးကြကြရအောင်ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာစိတ်မင်းစားစရာအကြောင်းအရာတစ်ခုပါဟုတ်ကဲ့နော်ဘဝမှာစူးစမ်းနေခြင်းပဲဖြစ်ဖြစ် အောင်မြင်နေခြင်းဒါမှမဟုတ်ကြားရှုနေခြင်းမှာပဲဖြစ်ဖြစ်ပေါ့လေအတော့အဲ ego ပေါ့အဲ့ဒါကဘလို့များအနှောင့်ယှက်ပေးနိုင်လဲဆိုတာကိုအဓိကထားဆွေးနွေးသွားချင်တာပါဟွန်း ဆရာအတရဲ့ NDA ကိုသတိပြုမိပြီးတော့နှိမ့်ချမှုလက်တွေ့ချမှုရဲ့တန်ဖိုးကိုပုံနာလဲလာစေဖို့ ਈ ရတာပေါ့နော်ဟုတ်ပါရဲ့ရှင်ပထမဆုံးအရင်နဲ့အတဆိုတာဘာလဲ holiday ကဘလို့ဖွင့်ဆိုထားလဲဆိုတာလေးစလိုက်ကြရအောင်ဟုတ်ကဲ့ holiday ကတော့အတဆိုရကို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 အရေးပါလွတ်နေလို့အလွန်အကျွမ်းထင်မြင်တာကိုချောင်းပဲစဉ်းစားတာမျိုးလို့ဆိုပါရခင်ဗျာอืมကိုရေချင်းကိုဖောင်းပွဲယုံကြည်တာမျိုးပေါ့ဟုတ်ပါတယ် ဒါကစူးစမ်းမှုကနေတင်ခဲ့ရလာတဲ့ယုံကြည်မှု confidence နဲ့တော့ကွာတယ်ဗျဘလို့ကွာလဲရှင် confidence ကလက်တွေ့အခြေခံရှိတယ်ကိုလုံနိုင်တာကိုသိတာအတ္တကကြတော့အမ်အဲ့လိုမဟုတ်ဘူးကိုစိတ်ထဲမှာဖောင်းပွေနေတဲ့အထင်ကြီးမှုတက်တဲ့အတုအယောင်ခံစားချက်မျိုးအော်ဟုတ်ကဲ့အဲ့ဒီအတူယောင်ခန်းစားချက်ကကျိုးပန်းနေစေအချိန်မှာဘလို့အန်တီတယ်ပြင်းနေလဲရှင်ဥပမာလေးတွေနဲ့ပြောပြပေးပါဦး ကျိုးပန်းနေစဲမှာဆိုရင်အတ္တရဲ့အကြီးဆုံးပြဿနာတစ်ခုကစကားများပြီးအလုံးမလုံတာပဲဟုတ်ပြောတာတော့ရှင်းနေရောလက်တွေးမှာဘာမှဖြစ်မလာတာမျိုးလားအတိအကျပဲ holiday က digas နဲ့ malame အချောင်းဥပမာပေးရ digas ကကဗျာရေးဖို့စိတ်ကူးတွေအများကြီးရှိတယ်ဒါပေမဲ့စကလုံးမထွက်ဘူးလို့ညီးတော့ malame ကဘလို့ပြန်ပြောလဲဆိုတော့ဘလို့ပြောလဲရှင်ကဗျာဆိုတာစိတ်ကူးနဲ့ရေးတာမဟုတ်ဘူးစကလုံးနဲ့ရေးတာတယ် solo ကက အလုံးမလုံးပဲစကားတွေကြီးပြောနေတာကတမ်းမှုရှိတဲ့စွန့်အင်းနဲ့အာယုံစိတ်မှုကိုအလားဟာဆာချစ်စီတယ်ပေါ့။အင်းအဲ့ဒါတကယ်ဟုတ်တယ်နော်။တချို့လူတွေဆိုစလျို့တော့မလို့ရသေးဘူး။အစီအစဉ်တွေပြောနေတာနဲ့တင်အချိန်ကုန်ရော။ဟုတ်ပါ။အဲ့ဒီစဘိုဂျိုကြီးဝီလျံဒီရှာမန်းကိုကြည့်။သူကဒိတ်ဒိတ်လေးစူးစမ်းခဲ့တယ်။အောင်နေမှုထိတ်ဆုံးရောက်တာတောင်နှိမ့်ချတယ်လက်တွေ့ကြတယ်။ယာရုဂုံရှင်ထက်တာဝင်ကိုပဲအဓိကထားခဲ့တယ်။ ရှင်မန်ရောက်ဥပမာကတကယ်တမ်းဘူးရှိတယ်ရှင့်။တန်နဲ့ဆက်ဆက်ပြီး John Boyd ရဲ့ဖြစ်တည်မှုတို့မဟုတ်လှုပ်ဆောင်မှုဆိုတဲ့အယူအဆလေးကိုလည်းနည်းနည်းရှင်းပြပေးပါလား။ To be or to do ပေါ့။ဟုတ်ကဲ့။ John Boyd ကပြောတာကလူတွေမှာရွေးချယ်စရာနှစ်ခုရှိတယ်ပေါ့။တစ်ခုက To be တစုံတစ်ကောက်ဖြစ်အောင်လုပ်တာ။ဆိုလိုတာကယာတူဂုံပကာတနာလူအထင်ကြီးမှုနောက်လိတ်တာပေါ့။อืมအဲ့လိုဖြစ်ဖို့ကုတံဘွေတချို့ကိုအယုတ်ပေးရနိုင်တာမျိုးလား။ မမတယ်။နောက်တစ်ခုကထူတူအဒီပဲရှိတဲ့အလုပ်တစ်ခုခုကိုလှုပ်ဆောင်လာ။အပြင်ပိုင်းအောင်မြင်မှုထက်ကိုလှုပ်နေတဲ့အလုပ်ရဲ့တန်ဖိုးကိုအာရုံစိုက်တာ။အတ္တကများသောအားဖြင့်ကျွန်တော်တို့ကိုထူပြီးပဲကိုတွန်းပို့တယ်။ဟုတ်ကဲ့တကယ်ရေးချီးတဲ့လှုပ်ဆောင်မှုကိုတတိမထားမိတော့ပဲအပေါ်ရန်တွေကိုပဲလိုက်နေမိတာမျိုးပေါ့။ဟုတ်ပါရင်။ဒါကကျိုးပန်းစဲချိန်မှာတတိထားရမယ့်အတ္တရဲ့လက်ကွက်တစ်ခုပဲ။ ကျိုးပမှုတဲ့နဲ့အောင်မြင်မှုစီရောက်သွားတဲ့အခါတော့ရှင်အောင်မြင်မှုဆိုတာလူတိုင်းလိုချင်တာဆိုတော့အဲ့ဒီမှာအစ်တာကဘလို့ပုံစံနဲ့ဝင်လာပြန်တယ်လဲအောင်မြင်ခြင်းကအတ္တအတွက်မြေသောစာအကောင်းဆုံးအခြေအနေခင်ဗျာဟုတ်ဘာလို့လဲရှင်ဘာလို့လဲဆိုတော့အောင်မြင်ပြီဆိုတာနဲ့ငါတော်တယ်ငါသိတယ်ဆိုတဲ့အတွေ့ကအလိုလိုဝင်လာတတ်တယ်အဲ့ဒီဟာဘာထက်လဲဆိုတော့တင်ယူခြင်းစိတ်ဝရှိရောဘူးလားဟုတ်တယ်တင်ယူတာကိုရက်လိုက်ရောဖတ်ရိုင်လီပြောတယ် ငါဆိုတဲ့ယောဂ disease of me ဝင်လာနိုင်တယ်။ကိုကထချားသူတွေထက်ပိုရတင်တယ်လို့ခံစားလာမယ်။ကိုနေရာကိုလူမလားလို့တင်ရတာဒီဝင်လာမယ်။အဲ့ဒါတော်တော်ကြောက်ဖို့ကောင်းတယ်နော်။ဒီနေရာမှာတော့အတူယူစရာဥပမာရှိလားရှင်။ Josie Marshall ပေါ့။သူကဒုတိယကမ္ဘာစစ်တုန်းကအမေရိကန်မှာဩဇာအကြီးဆုံးပုဂ္ဂိုလ်တွေထက်ကတယောက်။ဒါပေမဲ့မယုံနိုင်လောက်မင်းချခဲ့တယ်။ဟုတ်ကဲ့။သူဒီဒေတိုက်ပွဲဦးစီးခွင့်တော့မယူခဲ့ဘူးဆို။ဟုတ်ပါပဲ။ အဲ့ဒီအခွင့်အရေးကိုအိုက်ဇင်ဟောကိုပေးခဲ့တယ်။သူ့ရဲ့အတွက်ကဂုံပကာတနတ်ထဲတာဝန်ကပိုအရေးကြီးလို့ပဲ။ဒါက Howard Hughes လို့အတားကြီးလို့နောက်ဆုံးမှာအထီးကျန်ဆန်းဆန်းပျက်စီးသွားတဲ့သူနဲ့လုံးဝစန့်ကျင်ပတ်ပဲ။ Hmm မာရှယ်ရဲ့ဇလန်းကတကယ်ကိုအားကျစရာပဲ။အောင်မြင်နေချိန်မှာအတားကိုထိန်ဖို့အကောင်းဆုံးနည်းလမ်းကဘာဖြစ်မလဲရှင့်။အဓိကတော့ holiday ပြောသလို့ အမြဲတမ်းတင်ယူနေသူ perpetual student အဖြစ်ဆက်ရှိနေဖို့ပဲအမြဲတမ်းတပည့်စိတ်ထားဖို့ပေါ့ဟုတ်တယ်ဂျန်ဂစ်ခန်ကိုကြည့်လေသူကတမိုင်းမှာအကြီးကျယ်ဆုံးအောင်နိုင်သူ ဖြစ်ခဲ့တယ်ဘာလို့လဲဆိုတော့သူကအနိုင်ရတဲ့လူမျိုးတွေစီကပိုကောင်းတဲ့ဉာဏ်ပညာတွေအုပ်ချုပ်မှုတွေကိုမာနမထားပဲအဆက်မပြတ်တင်ယူခဲ့လို့ပဲဟုတ်ကဲ့တင်ယူတာကိုရက်လိုက်တာနဲ့ကြာဆုံးချင်းစတယ်ဆိုတဲ့သဘောပေါ့နော်မှန်ပါတယ် အောင်မြင်မှုကတည်ယူမှုကိုရပ်တန့်စေရင်အဲ့ဒါပျက်စီးခြင်းရဲ့အစပဲဒါဆိုနောက်တစ်ဆင့်ဖြစ်တဲ့ကြာရှုံးချိန်ကိုဆက်သွားကြည့်ရအောင်ကြာရှုံးမှုဆိုတာကျုံးရမှာပဲလीဒါမဲ့အတ္တရှိနေရင်အဲ့ဒီနေသင်ခန်းစာယူဖို့ခက်သွားရောလားအလုံးခက်သွားတယ်ခမရအတ္တကကိုယ့်အမကိုဝန်ခံဖို့ခွင့်မပြုဘူးတခြားသူကိုပဲလက်ညှိုးထိုးချင်တာမျိုးလားဟုတ်ကဲ့တခြားသူတွေကိုပြစ်တယ်မဲအချင်းတွေကိုပြစ်တယ်မဲကိုယ်မှာဘာတာဝန်ရှိလဲမမြင်တော့ဘူးဥပမာဂျွန်ဒီလော်ရီယံပ ထုကကုမ္ပဏီကြာရှုံးပေါ်တင်ခန်းစာမယူတဲ့ပြန်မွေးဆဲဝါအမှုနဲ့ပါဖမ်းခရရတယ်အတ္တကအမားကိုထက်ခါထက်ခါလှုပ်စေတာပေါ့နော်ဟုတ်ပါတယ်ဒါပေမဲ့ကြာရှုံးမှုကိုအခွင့်အရေးဖြစ်ပြောလဲနိုင်တဲ့ဥပမာလည်းရှိတယ်မက်ခမက်စ်လေအော်ဟုတ်ကဲ့သူထောင်းချခဲ့တယ်နော်ဟုတ်တယ်ထောင်းချနေတဲ့ချင်းကိုသူကတေးဆုံးချင်း that time လို့မတတ်မှတ်ဘူးစားတယ်အများကြီးဖတ်တယ်တင်းယူတယ်အဲ့ဒါကိုရှင်းတန်းချင်း a lifetime အဖြစ်ပြောင်းလဲပစ်လိုက်တယ် ဒီအတွေးကြောင့်ကသူ့ပါကိုလုံးဝအသွင်ပြောင်းစေခဲ့တယ်။ Malcolm X ရဲ့ဥပမာကတကယ်ကိုအားတက်စရာပဲ။ကြာရှုံးမှုကိုတင်ယူမှုအခွင့်အရေးအဖြစ်ပြောင်းလဲနိုင်တယ်ဆိုတာရမ်းအရေးကြီးလေနော်။ဟုတ်ပါပြီ။အချိန်တိုင်းမှာတင်ယူစရာရှိတယ်ဆိုတာကိုပြတာပဲ။တကယ်လို့ကိုစ조사တလောက်အပြင်ကအတိမတ်ဖြူမှုမရရင်ရောရှင်။အဲ့ဒီအခါအတ္တဘလို့ဝင်လာနိုင်သေးလဲ။ Belisarius တို့ Catherine Graham တို့ဥမာတွေရှိတယ်နော်။ဟုတ်ကဲ့။ ဘလီဆရီယပ်ဆိုတဲ့ယောမစစ်သူကြီးကတိုင်းပြည်ရဲ့အများကြီးလှုပ်ပေးခဲ့ပြီးမြဲနောက်ဆုံးမှာမတရားဆက်ဆွဲခံရဒုက္ခပြီးခံရတယ်။ဒါပေမဲ့သူက အပြင်ကလူတွေဘာပြောပြောကိုယ့်လုံရဲ့မန်ကတ်မှုတာဝန်ကျေပွန်မှုအပေါ်မှာပဲတန်မှုထားခဲ့တယ်။ပြင်ကအတိမတ်ပြုမှုထက်ကိုအတွင်းစိတ်ရဲ့တတ်မှတ်ချက်ကပိုရေးကြီးတယ်ဆိုတဲ့သဘောလားအဲ့လိုပြောနိုင်ပါတယ်ခင်ဗျာကက်သရင်းဂရမ်လေဒီလိုပဲခင်မွန်းဒီစုံပါပြီးဝါရှင်တန်ပို့စ်ကိုဦးဆောင်ရချီမှာ ကိုရဲကိုတာတော့လုံကမ်းမှာပါအကြီးကြီးအခက်ခဲတွေကြုံခဲ့ရတယ်။ဒါပေမဲ့အတ္တကိုရှေ့တန်းမတင်ပဲကြံ့ကြံ့ခံရင်ဆိုင်ကြောက်ဖြစ်ခဲ့တယ်။သူတို့အလုံးစီကသင်္ခါစာကတော့အရေးဆုံးကကိုရဲစူးစမ်းမှုနဲ့ကိုပိုင်ဆန်နှုံးနေမယ်ဆိုတာပေါ့နော်။ဟုတ်ပါတယ်။အပြင်ကချီးကျူးတာဖြစ်ဖြစ်၊ကဲ့ရတာဖြစ်ဖြစ်အဲ့ဒါဒီထက်ကိုလုံရမယ့်အလုပ်ကိုမမငင်ငင်လုပ်သွားဖို့ကပူအရေးကြီးတယ်ဆိုတာကိုပြတယ်။ဒါတွေကိုခြုံပြီးပြန်ကြည့်ချင်း ဘွားရဲ့ဘဲဆက်မှာပဲရောက်နေရောက်နေအဓိကထားမှာကဘာတွေဖြစ်မလဲရှင်အဓိကကတုံးချက်လို့ပြောလို့ရမယ်တင်တယ်တကအမြဲတမ်းသင်ယူလို့စိတ်ထားဖို့ဟုတ်ကဲ့ perpetual student ပေါ့ဟုတ်နေ့ကရလတ်ထလုပ်ငန်းစဉ်ကိုယ်တိုင်ကိုအာရုံစိုက်ဖို့ process over outcome ပေါ့အင်းအင်းတုံးကတော့လက်တွဲဘွားပေါ်မှာခြေခိုင်မြဲလာရက်တည်ဖို့ကိုယ်အကြောင်းကိုတည်ပြီးမမနာမထောင်လာဖို့ပေါ့ခင်ဗျာဟုတ်ကဲ့အတ္တဆိုတာကတော့အမြဲတမ်းရင်ဆိုင်နေရမယ့်စိန်ခေါ်မှုပဲเนาะ တကယ်အေးပါတဲ့နှိမ်ချမှုဇွဲလက်တွေ့ကြမှုတွေကိုမလိုအပ်တဲ့မာနတွေနဲ့အစာထိုးပစ်တတ်တယ်ဟုတ်ပါတယ်အမျက်တရီထားနိုင်ရမယ့်အရာတခုပါဒီနေ့ဆွေးနွေးမှုတွေအားလုံးကိုညီကုန်းချုပ်အနေနဲ့စဉ်းစားစရာလေးတခုမေးချင်ပါတယ်ရှင်ဟုတ်ကဲ့မေးပါခင်ဗျာတကယ်လို့အောင်မြင်မှုရဲ့တကယ်အတိုင်းဒါအစ်မဆိုတာယာထုငွေကြီးလူသိများမှုလို့အပြင်ပိုင်းအရာတွေမဟုတ်ပဲနဲ့ကိုယ်အတွင်းစိတ်ထက်ကအတ္တပေါ်မှာတိတ်ဆိတ်စွာအနိုင်ယူကျွမ်းကျင်နိုင်မှုမျိုးသာဖြစ်နေခဲ့မှာဆိုရင်ကော ပါလစ်ဆာရီယပ်စ်တို့မာရှယ်တို့ဂရိဟမ်တို့ရဲ့ဘွားတွေကအဲ့ဒါကိုတတ်တည်ပြနေတာများလားရှင်။อืมဒါတကယ်ကိုလေးနဲ့တမီကောင်းပဲခင်ဗျာ။ဟုတ်နိုင်ပါတယ်။ကိုတွင်းစစ်ရဲ့တိုက်ပွဲကိုအောင်းနိုင်ခြင်းကအပြင်လောကရဲ့ဘလို့အောင်မြင်မှုမျိုးထပ်မဆိုပိုပြီးခက်ခဲမယ်။ဒါမဲ့ပိုပြီးတည်မြဲတယ်ပိုပြီးတန်ဖိုးရှိတဲ့အရာဖြစ်နိုင်ပါတယ်။